အနောက်တောင်မုတ်တုံလေးမဝင်ရောက်မီကာလအတွင်းလေထုမငိမ့်သက်မှုတွေနေပူချိန်မြင့်တက်မှုတွေကြောင့်လေပြင်းတိုက်ခတ်တာမိုးထစ်ကျုံတာမိုးကြိုးပြစ်တာနဲ့မိုးသီးကြွေတာတွေဖြစ်ပေါ်နိုင်ကြောင်းမီတရက်မှာမိုးစလကထုတ်ပြန်ပါတယ် ထုတ်ပြန်ကြမ်းအရမိုးကြိုကာလအတွင်းဖြစ်ပေါ်တတ်တဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအရရက်မှာမိုးကြိုကာလဖြစ်တဲ့မေလကနေမြန်မာနိုင်ငံကအနောက်တောင်မုတ်တုံလေးမဝင်ရောက်မီကာလအတွင်းလေဒုမငြိမ်မသက်မှုတွေကြောင့်၎င်းနေပူချိန်တွေတဖြည်းဖြည်းမြင့်တက်လာရကနေအပူပြန်တက်တိမ်တွေဖြစ်ထုံးပြီးမိုးလဲပိုင်းနဲ့ညနေပိုင်းတွေမှာမိုးတိမ်တောင်တွေဖြစ်ထွန်းတာကြောင့်၎င်းလေပြင်းတွေတိုက်ခတ်တာလေပြင်းနဲ့အတူထစ်ချုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကျွေတာနဲ့နေရာကွက်ကြားမိုးထစ်ချုံရွာတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ကြ ောင်းလေပြင်းတိုက်ခတ်စဉ်ရေပြင်းမြေပြင်းလေဟာတနအီမိုင်40ကနေမိုင်50အထိတိုက်ခတ်နိုင်တယ်လို့သိရပါဗျ။အဲ့အတွက်ပြည်သူတွေအနေနဲ့မိုးကြိုကာလဖြစ်တဲ့မေလကနေမြန်မာနိုင်ငံကိုအနောက်တောင်မုတ်တုံလင်းမဝင်ရောက်မီကာလအတွင်းဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးအထူးသတိပြုနေထိုင်သွားဖို့နဲ့ပြည်ရင်းလေကြောင်းပြန်တမ်းရေးနဲ့ရေကြောင်းခီးစဉ်တွေအနေနဲ့လဲကြိုတင်သတိပြုနိုင်ဖို့မိုးစလကအသိပေးထားပါဗျ။ မဟုကလာဟာမြန်မာနိုင်ငံအတွင်းကိုအနောက်တောင်မုတ်တုံလေးစတင်ဝင်ရောက်တဲ့နေ့ကနေ2025ခုနှစ်ဇွန်လကုန်အထိဖြစ်တယ်လို့သိရပါတယ်။အနောက်တောင်မုတ်တုံလေးဟာမေ16ရက်ကနေ20အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို၎င်းမေ21ရက်ကနေ25ရက်အတွင်းမြဝကျွန်းပေါ်ဒေသတွေကို၎င်းမေ26ရက်ကနေ31ရက်အတွင်းမြန်မာနိုင်ငံအလဲပိုင်းဒေသတွေကို၎င်းဇွန်1ရက်ကနေ9ရက်အတွင်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကို၎င်းအသီးသီးဝင်ရောက်နိုင်တယ်လို့သိရပါတယ်။